ာနာလင်းစိအုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဝါရဖြန့်ရိုက်ကူးမှုတွေမှာနမဲကြီးအမှုပညာရှင်တရုတ်ဆောင်တွေအားလုံးပါဝင်ရမှာဖြစ်ပြီးညှင်းဆန်သူအားလုံးကိုအေးအေးယူမှာဖြစ်ကြောင်းစစ်ကော်မရှင်ကချင်းချောက်ပြောဆိုခဲ့တယ်လို့အမှုပညာအတိုင်းဝိုင်းနဲ့နှီးဆက်သူတည်ရင်းမြစ်တွေစီကလည်းသိရပါဗျ။စစ်ကော်မရှင်လက်အောက်ခံပြန်ကြိုင်းတဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနညွှန်ကြားမှုချုပ်အေးကျွဲက ရန်ကုန်မြို့ကရုပ်ရှင်လုပ်ငန်းယုံမှအနုပညာရှင်တွေကိုအော်တိုဘာလ30ရက်နေ့မှာမလာမနေရခေါ်ယူတွေ့ဆုံခဲ့ပြီးတော့အခုလိုပြောဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။ရုပ်ရှင်မရိုက်တော့တဲ့နမဲကျော်တရုတ်ဆောင်တွေအပါအဝင်အနုပညာရှင်အားလုံးစစ်တပ်ရွေးကောက်ပွဲအတွက်ကမ်ပိန်းကြွေးကြော်သံစတဲ့ဝါရဖြန့်နာတွေကိုမဖြစ်မနေရိုက်ကူးခိုင်းလိုက်တာပါ။လူလူနဲ့အတူဆန္ဒပြလို့ဖမ်းဆီးခံရပြီးပြန်လွတ်လာတဲ့သူတွေကိုပါရိုက်ကူးခိုင်းတာဖြစ်ပြီး စစ်တပ်ရဲ့သတင်းနဲ့ဖြောပြေးပလက်ဖောင်းတွေမှာထုတ်လွှင့်မယ်လို့အမှုပညာအတိုင်းဝိုင်းနဲ့နှိစက်သူတယောက်က TVB ကိုပြောပါတယ်။ရွေးကောက်ပွဲအကြောင်းဝါရဖြန့်ရိုက်ကူးထားတဲ့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများဇလန်းတုံနဲ့အဲ့ဒီမှာပါဝင်ကြတဲ့တရုတ်ဆောင်တွေကိုလူမှုရေးပြစ်ဒဏ်ပြုလုပ်တာနဲ့တပိတ်မှောက်တာတွေပြုလုပ်လာတဲ့နောက်မှာအခုလိုအတင်းအကျပ်ဖိအားပေးမှုတွေဖြစ်လာတာလို့သိရပါတယ်ရှင်။